ဂျင်းလက်စာတင်ညောင်းပိုင်းတစ်ခုရဲ့တစ်ပင်ကြီးတပည့်အောင်မှာကျောင်းဆရာဝတ်စုံကိုတေတွက်စာဝတ်ဆင်ထားတဲ့လူငယ်တယောက်ဟာအဝေးကိုငဲကြည့်နေရင်းနဲ့ထိုင်နေပါတယ်။သူကတော့ဒီတော့ရွာလေးမှာ လာရောက်ပြီးကျောင်းဆရာတောင်းဝန်ကိုထမ်းဆောင်နေတဲ့ဆရာလေးမောင်ပိုပဲဖြစ်ပါတယ်။အဝေးကိုငဲကြည့်နေရင်းနဲ့အတွေ့အထဲမှာ သူ့ရဲ့ငယ်ဘဝကို မနေ့တနေ့ကလိုမျိုး ပြန်မြင်အောင်လာခဲ့ပါတယ်။လူငယ်တူဟာ မိစိတ်ကမှကုံထန်းတဲ့လောက်ကိုလောက်ကိုင်းနေပါလေသူရဲ့ဖခင်ဟာ လုံခဲ့တဲ့နှစ်များစွာကလေးကစုံပါသွားခဲ့တာဖြစ်ပြီးမိခင်ဖြစ်သူကပဲသူ့အထက်တန်းရောက်တဲ့အထိပြုစုပြောထောင်ပေးခဲ့တာဖြစ်ပါတယ်အထက်တန်းဆောင်မွေးကိုကြပြီးတဲ့နောက်မောင်ဘူဟာကျောင်းကထွက်လိုက်ပြီးမိခင်ဖြစ်သူကို တဖန်လောက်ကန်ရွေးနေတာလည်းဖြစ်ပါတယ်တညမှာတော့မောင်ဘူရဲ့အမေဖြစ်သူကတောင်း နေအထက်သက်ဆောင်းမပွဲပြန်ဖြေတာငါးနှစ်တောင်ရှိပြီဒီနှစ်တော့ပြန်ဖြေကြည့်ပါလားလို့ပြောလာခဲ့ပါတယ်အဲ့ဒီခါမောင်မိုးကမဖြေတော့ပါဘူးအမေရဖြေလဲအောင်မမမဟုတ်ပဲအခုအလုကရတဲ့ငွေနဲ့တားမိနေအောင်စားဖို့လောက်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်မိခင်ဖြစ်သူကလည်းလို့လည်းမဟုတ်သေးဘူးလေမောင်မိုးရဲ့မင်းထက်ထက်အောင်ပြီးဘွေးရတာကို အမေမြင်ချင်းသေးလို့ပါလို့ ထပ်ပြောခဲ့ပါတယ်။အဲ့ဒီခါမမိုးကဘာမှပြန်ပြောတော့ပဲအဲ့ရဝင်ခဲ့လိုက်ပါတယ်။နောက်တစ်နေ့မှာတော့မမိုးဟာသူ့ရဲ့ထုံးစံအတိုင်းမြစ်စိတ်ကမ်းမှာအလွတ်လုံနေခဲ့ပါတယ်။အလွတ်နားချင်းရောက်တော့တစ်ပင်အောက်မှာထိုင်နားလိုက်ပြီးအမောဖြေနေလိုက်ပါတယ်။ထိုင်နေရင်းနဲ့သူ့အမေညာကပြောတဲ့စကားတွေကိုပြန်လဲကြားရအောင်မိနေပါတယ်။သူ့အမေရဲ့ဆန္ဒကို ခေစည်းပေးခြင်းပင်မဲ့လောလောဆယ်သူတို့အတွေ့ဝမ်းရည်ကလည်းအရေးကြီးနေတာကို သူသိနေပါတယ်အဲ့ဒီချိန်မှာပဲသူ့အနာကို ခီးသောလူကြီးတူရောက်ရှိလာခဲ့ပါပဲသူ့ရဲ့မျက်နှာကို ကြည့်ရတာတည်ကြည်ပြီးအေးချမ်းတယ်လို့ရှိနေပါတယ်မဘိုးကခီးသောလူကြီးကိုလှည့်ကြည့်လိုက်တဲ့အခါခီးသောကသူ့ကိုပြုံးပြပြီးမတူဘာလို့စဉ်းစားနေတာလဲမင်းကြည့်ရတာ တခုခုစိတ်ညစ်နေတယ်လို့ပဲလို့ပြောလာခဲ့ပါတယ်။အဲ့ဒီအခါမမိုးကဟုတ်ကဲ့ဦးကြီးထွေထူးတော့မရှိပါဘူးဗျာ။ညာကကျွန်တော်အမေပြောတဲ့စကားတွေကိုပြန်စစ်စားနေကြပါလို့ပြန်ဖြေလိုက်ပါတယ်။လူကြီးကစိတ်ဝင်စားဟန်ဖြင့်ငါတူအမေကဘာတွေများပြောခဲ့လို့လဲ။ဦးကြီးသိလို့ရမလားလို့မေးလာခဲ့ပါတယ်။မမိုးကကျွန်တော်ကိုထထဲဆာမှုပဲပြန်ဖြေခိုင်းတာပါ။ ကျွန်တော်ကလည်းမဖြေရ9နှစ်ကျော်ရှိနေပြီဆိုတော့မဖြေတော့ပါဘူးလို့ပြန်ပြောလိုက်တယ်လို့ခီးသွားလူကြီးကိုရှင်းပြလိုက်ပါတယ်။လူကြီးကသူပြောတဲ့စကားတွေကိုနောက်ထောင်လိုက်ပြီးငါတို့အမေက သူ့သားကိုပညာတတ်ကြီးဖြစ်စေချင်လို့နေပါပါကွာ။ပြီးတော့မင်းကလည်းဘာလို့ပြန်ဖြေချင်ရလဲဆိုပြီးမေးလိုက်ပါတယ်။မဘူကကျွန်တော်အထက်တန်းကျောင်းတက်တုန်းကလာတိုင်းဖြေရတဲ့ဆမ်မဝဲတိုင်းမှာအများနဲ့နှစ်ပါးသာလောက်ကြားလေရှိတယ်။ အဲ့ဒါကြောင့်အခုဆောင်ဖို့ပဲပြန်ဖြစ်လဲအောင်မှမမဟုတ်ပဲဒါကြောင့်မို့မဖြစ်ချင်တာပါလို့ပြန်ပြောလိုက်ပါတယ်လူကြီးကသူပြောတဲ့စကားတွေကိုနားထောင်လိုက်ပြီးခေါင်းငိမ့်ကအဲ့လိုဆိုတော့လေဟုတ်ပေသားပဲဒါပေမဲ့ဦးကြီးကလမ်းကြုံတော့ငါတို့အတွက်အကျိုးရှိစေမဲ့ဇလန်းလေးတစ်ပုံလက်ဆောင်ပေးခဲ့ခြင်း ਨੇ ဘယ်လိုလဲနားထောင်မလားလို့မေးလိုက်ပါတယ်မောင်မိုးကလည်းစိတ်ဝင်စားစားနဲ့ ဟုတ်ကဲ့နားထောင်ပါမယ်လို့ပြန်ပြေးလိုက်ပါရင်လူကြီးကသူ့ရဲ့ဇလန်းလေးကိုစပြောလာခဲ့ပါတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကအလုံးအေးတဲ့အရက်ဒေတာတစ်ခုမှာခီးသွားတူဟာ အေးတံကိုအန်တူရင်ရွာလေးတရွာကိုရောက်လာခဲ့ပါတယ်သူဟာခီးတန်းတစ်ချောင်းလုံးအေးတံကြောင့်အလုံးကိုပင်ပန်းနှောင့်နေခဲ့ပြီပဲ ဖြစ်ပါတယ်အခုချိန်ဒီရွာကအိမ်တိုင်မှာ အေးတံကိုဝင်မခေါ်ဘူးဆိုရင်သူရဲ့ကိုဟာအေးခဲပြီးနောက်နေ့မနက်ထီအသက်ရှင်မှာမဟုတ်ဘူးဆိုတာသူ့ကိုယ်သူသိနေခဲ့ပါလိမ့်။ဒါကြောင့်သူတဲခိုးဖို့အတွက်ရွာလန်းအတိုင်းရှောက်ဝယ်လိုက်ပြီးအိမ်တွေကို လိုက်လံကြည့်ရှုလိုက်ပါတယ်။ရွာထဲမှာရှိတဲ့အိမ်တိုင်းဟာနှင်းမုန်တိုင်းကြောင့်သူတို့ရဲ့တကားတွေကိုတေချာပိတ်ထားကြတာကို တွေ့လိုက်ရပါတယ်။အိမ်ဒီအနားကိုကတ်သွားလိုက်ပြီးတကားခေါက်လိုက်ပါတယ်။ဒါပေမဲ့ အထဲကဘာသာမှမကြားရပဲတကားကိုလည်းလာမဖွင့်ပေးခဲ့ပါဘူး။သူကနောက်တရင်ကိုဆက်သွားလိုက်ပြီးထပ်မံတကားခေါက်လိုက်ပါတယ်။ရှေကအင်ကလိုပဲတကားမဖွင့်ပေးခဲ့ပါဘူး။ဒီလိုနဲ့သူဟာအိတ်တိန်ချင်းစီရဲ့တကားတွေကိုလိုက်လံခောက်နေခဲ့ပါတယ်။အိမ်15ရေလောက်ရောက်လာတဲ့အထိဘယ်သူမှတကားကို ဖွင့်မပေးခဲ့ပါဘူး။သူကလည်းစိတ်တဲ့အလုံးကိုကြနေပြီဖြစ်ပါတယ်။မာဒီလန်ရက်နေလို့မဖြစ်သေးဘူး။ တကားတွေကိုလိုက်ောက်တာကမှခန္ဓာကိုယ်ကလှုပ်ရှားမှုရှိပြီးအေးရန်တက်တာအောင်မယ်ပြီးတော့စိတ်ထားကောင်းတဲ့အေဒီယင်ရောက်ရင်တော့ဖွင့်ပေးမှာပါဆိုပြီးသူ့ကိုယ်သူ အားပေးလိုက်ပါတယ်ဒီလိုနဲ့သူဟာတကားတွေလိုက်ောက်နေရင်အေဒီယင်ရောက်မှာတော့အိမ်ထဲကနေဘယ်သူလဲလို့မေးလာတဲ့အတန်ကို ကြားလိုက်ရပါတယ်သူကလည်းအားတက်လာပြီးကျွန်တော်ခီးသွားတူပါခင်ဗျာ အရန်အေးပြီးဒုက္ခရောက်နေလို့ကုညီပါအောင်လို့ပြောလိုက်ပါရင်ခဏကြာတော့အိမ်တကားဖွင့်လာခဲ့ပြီးအိမ်ထဲကလူကလာလာအထဲကိုမမြန်ဝင်ခဲ့ပါလို့ပြောလိုက်ပါရင်သူ့ကိုမိဖို့နာမထန်ခိုင်းလိုက်ပြီးနှွေးအောင်လှုပ်စီပါရင်နောက်ဆုံးမှာတော့ခီးသွားဟာသူ့ရဲ့ဇွဲရှိမှုကြောင့်အသက်ရှင်သွားခဲ့ရပါရင်ခီးသွားလူကြီးကသူပြောပြနေတဲ့ဇလန်းပြီးသွားတဲ့အခါဘောင်ဘူကိုကြည့်လိုက်ပြီးငါတူအနေနဲ့ ဦးကြီးပြောပြတဲ့ဇလိုင်းရဲ့အထိပ္ပယ်ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ကိုဘွားကိုဘယ်လိုချစ်ဆက်မလဲဆိုတာသေချာစဉ်းစားပြီးလှုပ်ဆောင်ပါလို့ပြောကာထွက်သွားပါတော့တယ်။အဲဒီနေ့ညမှာမောင်ဘွားခီးသွေးလူကြီးပြောပြသွားတဲ့ဇလန်းအကြောင်းကို ပြန်စဉ်းစားနေခဲ့ပါတယ်။ပြီးတော့သူ့ကိုယ်သူငါအထက်တန်းတုန်းကလာတိုင်းဖြစ်ရတဲ့ဆောင်းမိုးပွဲတွေကိုကြာနေခဲ့တယ်။ဒီဆောင်းမိုးပွဲတွေအောင်ဖို့အတွက်လည်းမကြိုးစားမိခဲ့ဘူး။ ကျောင်းစာကိုဖတ်မဲ့အစားတခြားဝိထုစာအုပ်တွေကိုဖတ်ရင်းနဲ့အချင်းကုန်လေမိခဲ့တယ်။စာမိုးပဲဆိုတဲ့တကားကိုခောက်ရကောင်းမှမသိခဲ့ဘူး။ဒါငါရမှာပဲ။အခုတော့ငါပြော့ညံ့ပြီးကြာရှုံးတဲ့လူတစ်ယောက်လိုဖြစ်နေပြီ။အထက်တန်းစာမိုးပဲဆိုတဲ့တကားကိုခောက်မှရတော့မယ်ဆိုတဲ့အတွေ့ဝင်လာခဲ့ပါတယ်။နောက်ဆုံးမှာတော့မဘူဟာဒီနေ့အထက်တန်းစာမိုးပဲကို ပြန်ဖြေမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ နောက်နေ့တွေမှာတော့မဘူးဟာမနက်စောစောအိပ်ရာထပြီးအလုံးမတော်ခင်စာကြည့်ပါတယ်အလုတ်ကပြန်ရောက်လို့ညပိုင်းမှာလဲစာကိုထက်လုပ်ပါတယ်သူနားမလဲတဲ့စာတွေကိုတီးတဲ့လူတွေစီကနေလိုက်လံမေးကမှတ်သားထားပြီးအိမ်မှာတေချာပြန်လုပ်ပါတယ်သူ့ရဲ့အမေကတော့စူးစမ်းနေတဲ့သူသားကိုကြည့်ပြီးအလုံးကိုဝမ်းသာနေခဲ့ပါတယ်နေခဲ့ဘက်မှာကုတ်ထန်းတဲ့အလုတ်ကို လုတ်ကင်ပြီးညဘက်ရောက်တဲ့အခါပင်ပန်းပင်မဲ့ မဘူဟာမငီးညူပဲစာရီကိုသာစ조사ကြက်မှတ်ခဲ့ပါတယ်။မဘူရဲ့ဆွေးစီမှုနဲ့ပြစ်သားတဲ့ဆုံးမြတ်ချက်ကြောင့်အထက်တန်းဆောင်ပွဲကိုအောင်မြင်ခဲ့ပါတယ်။ပညာရေးကောလိပ်ကိုတက်ရောက်နိုင်ခဲ့ပြီးကျောင်းဆရာတယောက်ဖြစ်လာခဲ့ပါတယ်။သူရဲ့မိခင်ဖြစ်သူကတော့သူ့သားအတွက်ဂုံယူမဆုံးအောင်ဖြစ်နေပါတော့တယ်။ဆရာလေးမဘူဟာသူစဉ်းစားနေတဲ့အတွေးတွေကိုရက်လိုက်ပြီး ဘိပဝန်ကျင်ကိုကြည့်လိုက်ပါတယ်။ကျောင်းမြတ်တက်သွားပြီဖြစ်တဲ့အတွက်ကျောင်းသားတွေရှိမနေတော့ပဲသူတို့ရဲ့အတန်းတွေကိုဝင်သွားကြပြီဖြစ်ပါတယ်။ဆရာလေးမောင်ပိုလည်းသူစာသင်ပေးရမယ့်အခန်းကိုသွားဖို့အတွက်ခင်းညင်းစွာလျှောက်လန်းရင်းထွက်သွားပါတော့တယ်။သူ့ရဲ့စိတ်ထဲမှာတော့သူ့ဘဝကိုပြောင်းလဲခြင်းစိတ်ရှိအောင်လှုပ်ပေးသွားခဲ့တဲ့ခီးသွွားလူကြီးကို ကျေးဇူးတင်နေပါတော့တယ်။ မက်ဆူလိုရဲ့ဘဝမှာမခောက်မိခဲ့တဲ့ခောက်ဖို့မနေတဲ့တကားတွေအများကြီးရှိမှာပါကိုပြည့်ချင်တဲ့ဆန္ဒကိုရအောင်အကောင်နဲ့ဖော်ပြီးလှုပ်ယူဖို့လိုအပ်ပါတယ်မက်ဆေတို့မအောင်မြင်သေးတာမဟုတ်ပါဘူးကိုကိုတိုင်ကအောင်မြင်မှုဆိုတဲ့တကားကိုတေချာမခောက်ရသေးလို့ဖြစ်မှာပါကြာရှုံးမှုတွေလည်းရှိလာနိုင်ပါတယ်ဒါပေမဲ့တကားဆိုတာစိတ်ဖန်များစွာခောက်ရင်တော့ပွင့်လာမြဲပဲ ဖြစ်ပါတယ်ဒါကြောင့် ကိုကိုကိုတေချာဆုံးဖြတ်ချက်ချပြီးကိုလိုချင်တဲ့ပန်းတဲ့ရအောင်ဒီဇိုင်းမမက်စူးစမ်းသွားမယ်ဆိုရင်တနေ့ကျရင်အောင်မြင်မှုဆိုတဲ့တကားဟာသူ့အလိုလိုပွင့်လာပါလိမ့်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ